္လာပါ Common Ground အစီအစဉ်ကနေကြိုဆိုပါရစေ။လူငယ်ခေတ်လူငယ်တန်အစီအစဉ်မှာဒီကနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီယုံကြည်ချက်ကြောင့်လက်နက်ကင်ပြီးတော့တွန်းလံတိုက်ခိုက်နေတဲ့ဒီတိုင်းရင်းသားတော်လှန်ရေးအားစုအဖွဲ့တွေအနေနဲ့ဒီအရေးပေါ်စေဝါကူတာရေးနဲ့အရေးပေါ်ကျန်းမာရေးစောက်ရှောက်မှုကသူတို့အတွက်စိန်ခေါ်မှုမြင့်မားနေစေဖြစ်ပါတယ်။ဒီစေဝါတွေအကန့်အသတ်ခံရတာတွေပြီးတော့အခြေခံအဆောက်အအုံတွေအကန့်အသတ်နဲ့ဒီရှားပါမှုတွေပြီးတော့ဒီကျွမ်းကျင် လုပ်သားတွေအနေနဲ့ဒီလိုမျိုး တာဝန်ထမ်းဆောင်မှုအတွက်အခက်အခဲဖြစ်ပေါ်စီတဲ့အကြောင်းအရာတွေကဒီတော်လိုင်းအင်အားစုတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတရက်လည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဇကဝိုင်းကိုစတင်ပါပြီ။အရင်ဆုံးကျွန်တော်တို့ဒီအားကောင်းတဲ့တော်လိုင်းအင်အားစုအဖွဲ့ဖြစ်တဲ့ဒီကရင်မျိုးသားအစည်းအရုံး၊ကရင်ရဲ့ဆေးအဖွဲ့ကတာဝန်ရှိတဲ့သူတွေကိုကျွန်တော်ဆွေးနွေးဖို့ဖိတ်ခေါ်ထားပါတယ်။ဟုတ်အသေးဦးမေးချင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအခုကနွေဦးတော်လိုင်းကြီးကဒီ၅နှစ်ရှိလာပြီပေါ့လေ။အဲ့တော့ ဒီ new tollan ရေးမတိုင်ခင်နဲ့တိုင်ပြီးနောက်ပိုင်းပေါ့လေအဲ့ဒီဘိုင်မှာဒီကင်မျိုးသားစီယုံ KNU နဲ့ပေါ့ဒီ tollan ရေးအင်အားစုအဖွဲ့တွေကိုဒီအဲ့ဒီအဲ့ဒီအတိုင်းပေါ့လေ sorry sorry ဆောက်ရှုံးမှုတွေဒီကေစင်းအဲ့ဒီအချိန်ကစီတဲ့နယ်နဲ့ပတ်သက်လို့ KNU နဲ့တူတူပြောကြလို့နိုင်ဆောင်ရဲ့ခေတ္တနေရှိတယ်အဲ့ဒီဟာမေပါဆိုတော့ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ပုံမှန်သွားနေလုံနေပါတယ်ပေါ့ကျွန်တော်တို့ဟိုအဖွဲ့စည်းတွေမှာတော့ဟိုနှစ်စဉ်ဟိုအချိန်ကစီတဲ့နယ်ကျွန်တော်တို့ဖွင့်တယ်ပေါ့နော်အခုအခုဆိုရင် အခြေခံစစ်သည်နဲ့ပတ်စင်38ပေါ့လေလက်လက်လက်ရှိဒီဘူစီတပ်ဖွဲ့တွေမှာဖွင့်နေတယ်ပေါ့နော်ဆိုတော့ဒါနေ့စနေတိုင်းကျွန်တော်တို့ဒီဘူကလည်းဖွင့်တယ်လို့တချို့ကျွန်တော်တို့ရဲ့ခွင့်ပြုချက်နဲ့ဟိုခရိုင်မဟုတ်တမဟာကလည်းသူတို့ဖွင့်ကြတယ်ပေါ့လေအခြေခံစစ်သည်နဲ့အာကျွန်တော်တို့မှာဒီကျွန်တော်တို့ဟိုကျမဲဆောက်ရှောက်မှုတပ်ဖွဲ့တွေကျွန်တော်တို့ဟိုလောက်တာမဟုတ်ဘဲနဲ့ဘာဖြစ်လို့ဆိုတော့နီးပညာပိုင်းအတတ်ပညာပဲပေါ့နော်ကျွန်တော်တို့ ဟိုတဖွဲ့တွေလောက်တော့မဟုတ်ပဲねကျွန်တော်တို့ဒီကနိစတဲ့အခြားတိုင်းသားဖွဲ့တွေကျွန်တော်ဆက်ဆက်ပြီးလောက်တာလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ဥမာအခြေခံစစ်တင်လဲဆိုရင်အားလုံးဟိုသာကရင်မာရောခရနီမာရောဒီအမမောနောက်အခြားရှမ်းပဲလို့ဟိုပဲနည်းနည်းပို့ပြောရင်ဟိုပဲပလောင်ပဲလို့ထိအဲ့ဒီအဲ့ဒီအတန်းဟောလေ sorry sorry ပလောင်လို့ပြောတယ်တန်းဟောအဲ့ဒီအဲ့ဒီပြည်တဲ့အခြေခံစီတင်နေတဲ့ပတ်သက်လို့စီညိုနဲ့တူအောင်ဆိုပြီးတော့ကျွန်တော်ညနေဆောင်ရခဲ့တာနေရှိတယ်ပေါ့နော်ဆိုတော့ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ပုံမှန်သွားနေလုပ်နေပါတယ်ပေါ့နော် အာအခုခုမဖြစ်ခင်တော့ဗောလေဟိုအဲ့လာပြင်ဟိုလည်းအစင်းမြင့်ဟိုတစင်းမြင့်သင်တန်းဗောတစင်းမြင့်ဆိုတာမက်ဒစ်ကျွန်တော်တို့ခေါ်တယ်ဗောလေကျွန်တော်တို့ဟိုနိုင်ငံတကာအခေါ်နဲ့တော့ပြောရတော့နည်းနည်းခဲ့တယ်ဟို physician assistant ခေါ်လာဗောလေအဲ့လိုတော့ဖြစ်ဖြစ်မှတင်တယ်ပြောချင်တာဆေးကူးစားတဲ့ line သွားတယ်ဗောလေအဲ့ဒီ line နဲ့ကျွန်တော်တို့ဟိုခုနကကျွန်တော်ပြောတဲ့အခြေခံစစ်သင်တန်း6လောက်သင်တန်း6လောက်9လောက်သင်တန်းတက်မယ်ပြီးရင်တို့အလုပ်အလုပ်အလုပ်တမှာလုပ်တဲ့တနေ့မဟုတ်နည်းနည်းရှိမှဆိုရင် အနောက်တစ်ဆင့်တို့မက်ဒစ်တင်လဲကျွန်တော်စစ်ကူးသားရေးဘိုင်းကိုတို့သွားမယ်အနောက်နောက်တစ်လိုင်းကကျွန်တော်တို့ဒီခုနဆံမလို့တက်တဲ့သဖွားတင်နံပေါ့လေသဖွားတင်နံတို့ဆင့်တက်ကြတယ်ပေါ့အဲ့လိုကျွန်တော်တို့ကျွန်မဆောက်ချမှုဒီတင်နံလုတ်ပြီးတဲ့သွားနေကြတယ်အမ်ဟိုဝန်တန်းစုစုပေါင်းအရာတော့ကျွန်တော်တို့မမမီတော့ဘူးကျွန်တော်အကြံပြင်းပြောရင်တော့အခုခင်တဲ့လေးမှာဆိုရင်800ဝန်းကျင်လောက်ရှိမှတင်တယ်စီးတဲ့ကျွန်မကြီးစီးဖွဲ့တွေပေါ့နော်ဒီ အာကျွန်မရေးဌာနမှာဆိုရင်တော့2000 2000ကျော်ကျွန်တော်ရှိမယ်လို့ကျွန်တော်အဲ့လိုကျွန်တော်အခုအချမ်းပြပြောတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တိတိကျပြောလို့ရတယ်ဟိုတိတိကျတိတိကျဟုတ်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 နားလည်ပါတယ်ဆိုတော့အမ်နောက်ခုဖြစ်ပြီးတဲ့နောက်မှာလည်းဟိုပို့ပြီးတော့လူလာတယ်ပေါ့နော်ပို့ပြီးလူလာတာဘယ်လောက်ထိကျွန်တော်လောရတယ်ဆိုတော့ဟိုကျွန်တော်တို့ခုနဆောက်ကြပြောသလိုပဲဟိုသာဟိုပုံမှန်စေတနာကိုလည်းကျွန်တော်တို့လောက်ရတယ် ခုနပြောတဲ့အစီအမင်းဟိုစကူလာရေးပိုင်းရောခုနသာဖွန်ပိုင်းရောကျွန်တော်တို့ဆက်ပြီးကြိုးစားပြီးလုပ်နေတယ်အာနောက်တစ်ဆက်တည်းမှာလည်း publicity လူတို့ကိုပါ first aid တင်လဲနေပေးရတယ်ပေါ့နော် first aid ဆိုတာ trauma first aid ပေါ့ trauma ဆိုတာတိကျတဲ့ရရတဲ့ first aid တွေပေါ့နော်ဟိုအခုသိတဲ့အချိန်ပဲဟိုတက်ပွဲကြောက်လဲတိကျတဲ့ရရတဲ့တော်ရပြည်လို့လည်းမတော်ဆက်ဖြစ်တာတွေရှိတယ်ဟိုလင်း SR ဖြစ်လို့လည်းအနေဖြစ်တိခိုက်တယ်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုဘယ်လိုမျိုးမျိုးဆန်လောက်ကြမလဲပေါ့နော်ဟိုပြောချင်တာက ကျွန်တော်ဒီမှာအစီအမင်းဆရာဝန်တွေမရှိမဲ့လဲစစ်ကူလိုက်ပိုင်းအကြမ်းင်းအကြမ်းင်းလေးကျွန်တော်အချိန်တမိနစ်လောက်ပေါ့ညပူပြောမှာပေါ့နော်ဟိုသာစစ်သုံးစင်းနဲ့ကျွန်တော်တို့ပြူးကြတယ်တပိုင်းကရှင်းသူနာပြူဟို first helper အနေနဲ့ရှင်းသူနာပြူမှာတိတိကျင်း15မိနစ်တွင်ပြူးစုပြီးတော့နှစ်နိုင်သူနှစ်နိုင်ဝန်းကျင်သူတောင်းယူတော့အဲ့လူနာကိုဝိုင်းကြည့်ကြတော့ first aid တင်နေကြတဲ့လူကအဲ့ဒါကိုတို့ဆေးကူညီခွင့်ဒီခုနကကြောက်ပြောတဲ့ medic မဟုတ်ရင်ဒီသာဝဆံမလို့ဆရာမတဲ့နည်းနည်းကြွန့်ကျင်တဲ့လူကတော့ကြည့်ပြီးတော့ဆေးကူညီတို့ပေးတယ်ပေါ့နော်ဟိုဆေးသွင်းရတယ်တို့နောက်တော့ ိုသွေးကြောလေးချုပ်ပေးရတယ်လို့အဲ့ဒါမျိုးတို့လုတ်ပြီးတော့အဲ့တို့ကတော့နှစ်နိုင်ရနေနှစ်ရက်ပေါ့လေအဲ့လောက်တို့တောင်းယူနေတယ်ပေါ့အဲ့ဒီစီမှုတွေကတတဆင်းဟိုဟိုဆေးဥစေကံပို့ရတော့ဆေးဥစေကံလည်းကျွန်တော်ခုနကပြောနှစ်နိုင်ရနေနှစ်ရက်တွင်ရောက်အောင်ပေါ့လေအဲ့ဒီမှာတော့ပို့တော့အာစင်ဟိုဆရာဟိုဆရာကြီးတွေတို့မို့လဲဆရာဝန်တွေကဒီလိုပြုစုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့ဒီမှာအဲ့ဒီအဲ့ဒီစနစ်မျိုးကျွန်တော်တို့ဟိုအစီအစဉ်ဆောင်ရထားတယ်ပေါ့နော်ဆိုတော့ဘာကြီးဘယ်နေရာမှာဘယ်လိုပဲအထက်တန်းရဘယ်လိုပဲဖြန်းဖြန်း ဟိုနှစ်နိုင်အတွင်းအာဟိုသာလက်လက်မိနေရအဆက်ဆူပဲဖြစ်ရမှာလက်လက်မိနေရမှာဆိုတော့စနစ်မျိုးကျွန်တော်တို့ဟိုဒီခင်ပြင်းတွေမှာတက်နိုင်များကျွန်တော်တို့ဟိုဖန်တီတိဆောက်ထားတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေကကျွန်တော်တို့အသွားတယ်သွားတော့အဲကြောင့်လူလူလည်းကျွန်တော်တို့သင်နေပေးရတယ်နောက်ပေးရတဲ့ပြင်ကိုခုနကကျွန်တော်ပြောတဲ့လူငယ်တွေရောက်လာလို့လည်းလူငယ်တွေကိုလည်းကျွန်တော်တို့ဟုတ်တာအဲ့ဒီ first site တဲ့မျိုးတွေကျွန်တော်ပေးရတယ်အထူးခြားပါတော့ကျွန်တော်တို့ဟိုသင်တန်းတစ်ခါလုပ်ရင်လူငယ်တွေလာကြတော့အရောက်ရာနဲ့ချီပြီးသင်တန်းပေးရတော့ ကျွန်တော်တို့သဏ္ဍာန်ပုံစံလူရောက်20 25ရောက်ထဲမပူရတဲ့သဏ္ဍာန်တွေကျွန်တော်လို့တော့အဲ့လိုအများကြီးသင်ပြရတဲ့အတွေ့အကြုံလေးကျွန်တော်တို့အများကြီးလို့ရတယ်ပေါ့နော်ဆိုတော့ထိကတဲ့အခုရှင်းနေသွားတဲ့ရေဘော်တွေတွေ့ရောပေးလာဆိုတော့ကျွန်တော်တို့အာဒီဘက်မှာကျတော့ကျွန်တော်တက်လိုက်များကျူစာကြီးပေးတယ်ခင်လီရေဘော်တွေရောဟိုစားအချက်ကူတဲ့လူတွေရောကျွန်တော်တို့အဲ့လိုပေးတယ်ပေါ့ဟုတ်ဟုတ်အဲ့တခုပဲရှိတာတော့ဟိုဟိုအာတိုင်းရိုက် PDF တွေနဲ့ပတ်သက်လို့တော့ကျွန်တော်ဟိုနီနီကကျွန်တော်နဲ့တော့ကျွန်တော်နဲ့ပေါ့လေသိတော့မရှိဘူးကျွန်တော်တို့ စင်မှုတွေသွားပေးတယ်သင်တန်းတွေပေးတယ်လို့အဲ့လိုပဲကျွန်တော်တို့ပြောပြတာပဲရှိတယ်ဟုတ်အသေးစိတ်စင်းတော့ကျွန်တော်မှတော့မရှိဘူးပေါ့ဟုတ်ဟုတ်ကဲ့ဆိုတော့ကုညီပေးတဲ့တော့ကုညီအဲ့လိုဆေးကုညီတွေတဲ့ဟိုလူနာလွယ်ရမယ့်စနစ်တွေကျွန်တော်တို့ဝိုင်းလုပ်ပေးတယ်ပေါ့နော်ဟုတ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့တော့မေ့ချင်ပါတယ်အဲ့တော့ဒီဒီကိုကတားဖားမိရမဟုတ်ပဲနဲ့လေအရေးပေါ်ကိုကသွားဟိုခီးတစ်ခုကိုသွားတယ်အရေးပေါ်ကြုံရတယ်ပါဒါပေမဲ့ယောဂကတော့တားဖားမိရတော့မဟုတ်ဘူးဒါပေမဲ့တစ်ခုခုအစည်းအဝေးတစ်ခုခုဖြစ်တယ်ယောဂမျိုးပေါ့လေအဲ့တော့အဲ့လိုမျိုးအတက်ကောဟိုကိုကိုတိုင်က အဲသူတို့ကုသပေးပေးပေးခဲ့ဘူးလားပြီးတော့ကုသပေးပြီးပိုင်းဒီလိုမျိုးမဖြစ်အောင်ဘယ်လိုမျိုးလုပ်သင့်နေဆိုတာကိုပြပြခဲ့ဘူးလားအဲမနပြောရမှာဆိုရင်တော့အဲ့လိုမျိုးဒီလိုပုံစံမျိုးတော့အကျုံတွေ့ရတာတိတ်မရှိသေးဘူးပေါ့နော်လောလောဆယ်တော့ဟုတ်ဟာဒီဒီဒီမျိုးဒီမျိုးပေါ့ဒီမြေပြင်နေရာမှာဆိုရင်လည်းပဲအတွေ့အကြုံကတိတ်မရှိသေးဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့အဲ့တော့ဒီ image မှာအဲ့တော့ ဒီတိုင်းသားလက်နက်ဒီလက်နက်ကိုင်တွေပေါ့ဒီဒီအင်အားစုအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ကိုကဒီဒီစေဝါနဲ့ပတ်သက်ပြီးတော့ဒီသူတို့လိုအပ်ချက်တွေရှိမှာပဲလေအဲ့တော့အဲ့ဒီမှာအကြံဉာဏ်ပေးတာတွေအကူအညီပေးတဲ့အပိုင်းတွေရောဘယ်လိုမျိုးနည်းနည်းရှိအောင်လားဆရာကျွန်တော်တို့အကြံဉာဏ်ပေးတဲ့ဆိုတာကိုယ်နဲ့နီးစပ်တဲ့ကိုယ်နဲ့တူလှုပ်လှုပ်လှဲလှူတော့ကျွန်တော်တို့ပေးတယ်ကွာအခုဆရာတို့လည်းသိတဲ့အတိုင်းပဲအခုနောက်ပိုင်းဟိုစီဒီအမ်မာတွေဆရာဝန်တွေပေါ့လေသူတို့ရောက်လာကြတယ်သူတို့လည်း သူအစုဖွဲ့တဲ့သူအလုပ်လုပ်နေကြတယ်ကျွန်တော်တို့လည်းသူတို့လည်းညနေဆောင်မှုတွေတချို့တော့လုပ်တယ်ပေါ့နော်ဟုတ်ဆိုတော့ဟိုတာဘလူးခုနကကျွန်တော်ဘလင့်နေဘလူးလောက်ကြဘလူးသွားကြတယ်အဲ့လိုသွားတာတွေရှိတယ်ပေါ့နော်ဆိုတော့ဟိုဟိုလောက်တော့လောက်နေတာပဲဟိုတာအခြေပြန်ဘလောက်တိရှိလဲဘလောက်အတိုင်းတိရှိလဲဆိုတဲ့ဟာမျိုးကျွန်တော်ကျွန်တော်တို့ဒီမှာတော့အဲ့လိုတော့ကျွန်တော်ပြောရတော့ခဲ့တယ်ပေါ့နော်ဟုတ်ဟုတ်ဟိုပူပေါင်းဆောင်ရွက်မှုတွေဆက်ဆက်ဆောင်မှုတွေတော့ဟိုသာဒီကနေ့ပြောရင်ဒီပြည်တွင်းမှာလည်းကျွန်တော်တို့ခုနကကြောက်ပြောတဲ့စကန်မှာဆက်ဝင်နေတယ်ကျွန်တော်တို့လုလုပ်ရတယ် ကိုယ်ဖွဲ့စည်းရာရှိတဲ့ဆရာဝန်တွေနဲ့ကျွန်တော်တို့ပူးပေါင်းပြီးအလုပ်လုပ်တယ်။အဲတချို့လိုရတယ်ဆိုရင်လည်းဒါဟိုဟိုဟို legally ပြောရတယ်လည်းခဲ့တယ်ပေါ့နော်ဒီ time ဒါ time ဆီဝင်လည်းကျွန်တော်တို့တချို့ချိတ်ဆက်ပြီးတော့လည်းဟိုလူနာတွေလွှဲပြောင်းပေးတဲ့ကိစ္စတွေလည်းကျွန်တော်တို့ကြိုးစားပြီးလုပ်နေရတာပဲဟုတ်ကဲ့။ဟုတ်အဲ့တော့ဒီအမျိုးသားညီညွတ်ရေးအစိုးရပါလေဒီ energy အနေနဲ့ဒီ KNU အဖွဲ့အဖွဲ့ရဲ့ဒီစက်မိုက်နဲ့ကိုကယ်ဆယ်ရေးခန်းနာမှာရှိတဲ့ဒီစစ်တပ်သားတွေအတွက်ပေါ့လေ အာပြီးတော့ဒီရေးဘကုသဖို့အတွက်ဒီအထောက်ကူဒီဆေးဝါးအထောက်ကူပစ္စည်းတွေဒါမှမဟုတ်ဆေးဝါးတွေအဲ့လိုမျိုးကုညီထောက်ပံ့တာမျိုးရောရခဲ့ဘူးလားမရတကယ်လို့မရခဲ့ဘူးသေးဆိုရင်ရောဘာပြောချင်လဲကျွန်တော်တို့ဟိုအယူကြီးဟိုဟိုကနေပြီးတော့တိုက်ရိုက်အဲ့လိုတိုက်ရိုက်လက်ခံရရှိတာတော့မရှိဘူးပေါ့နော်ဟုတ်ဒါမှမဟုတ်လေဟိုကျွန်တော်တို့အထက်ဌာနနေပြီးတော့ဒါတချို့ ကျွန်တော်တို့မသိတဲ့ဟာကြီးအများကြီးရှိတယ်ပွင့်လင်းပြောတော့ပါတော့ဆရာဆရာဟုတ်ဟိုတချို့အရင်တပ်ပိုင်းဆိုင်ရာသူတို့ဆက်ဆက်တဲ့ကိစ္စတွေကျွန်တော်ကကျမိုက်ဌာနပဲနေတာဟုတ်တပ်ပိုင်းဆိုင်ရာကိစ္စတွေဆက်ဆက်တဲ့ကိစ္စတွေဟိုတပ်ပိုင်းနဲ့တိုင်းသွားပြီးတော့သူတို့ဟိုသာဒီတတ်ကောင်းတော့နေနဲ့သူတို့စီဝါတွေဘလူးညင်းနဲ့စောင်းနေတော့ကျွန်တော်အသေးစိတ်တော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်မျက်စိနဲ့မြင်တာကတော့အဲ NG ကနေပြီးတော့အဲ့ဒီ PDF တဲ့စီဝါတွေဟိုပို့တယ်အများကြီးပို့တယ်ဟိုဒီဘက် ခြားခင်လေးဘက်ကလည်းလူနေတချို့ဝိုင်းတော့ပံ့ပိုးပြီးတယ်ဆိုတာတော့အဲ့တော့ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့တွေ့တယ်ကျွန်တော်ကိုယ်တိုင်လည်းတစ်စီသေပို့ပြရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်သူတို့ဘလူးစီစဉ်ဆောင်ပြီးတော့ဟိုဘလူးဝေချမ်းတယ်ဆိုတာနဲ့ဘယ်ဟာရတယ်ဆိုတော့ကျွန်တော်အဲ့ဒါမျိုးတွေတော့ကျွန်တော်မသိဘူးဟိုဟိုလုံးလုံးသူလုံးနေကြတာပဲဟိုအပေါ်အပေါ်ကိစ္စတွေကျွန်တော်အားလုံးမသိဘူးပေါ့လေဟုတ်ကဲ့ဟုတ်အဲ့တော့ဒီအာဆေးဝါးကြမ်းကြွမှုအပိုင်းပေါ့လေဒီကုသိုလ်ပိုင်းမှာတာဝန်ရှိတဲ့လူတွေပေါ့ဥပမာဆီယမ်ဆိုရင်ဒါ လူတပ်ဖွဲ့မှသူတာဝန်ရှိတယ်အဲ့တော့ကျန်တဲ့အပိုင်းတွေအပိုင်းတွေအများကြီးရှိမှာပေါ့အဲ့တော့လူဝင်ကလုံလောက်မှုကဒီတနေ့နဲ့တနေ့နဲ့ပူပူရှိလာလာလာအဲ့လိုပုံစံမျိုးလားဗျလူအင်အားကတော့လက်ရှိရှိလာတဲ့အခြေအနေတွေတော့အဆင်ပြေတယ်အရင်ကပေါ့နော်ဟုတ်ဟုတ်ဒါမှမလဲဆရာဆရာလက်သိတာပဲဥမာဟိုစစ်တောင်မြင့်ကျွန်တော်ဆိုစစ်တောင်မြင့်အရှိမချောင်းမှာပဲကျွန်တော်တို့ခင်ယူတွေကနေနေတာ။အခုနောက်ပိုင်းစစ်တောင်းမြင်းအနောက်ဘက်ကဟိုဟိုအမြလက်မှတ်ကြီးဒီလက်မှတ်ကြီးဟောင်းပေါ့နော်။ အဲ့ဒီကျတော့လူတွေကရွှေ့လာပြောင်းလာကြတော့လူကျွန်တော်သိတဲ့တော့9000ကျော်အရင်ချိန်နေပေါ့တော့အခု update တော့ကျွန်တော် information တော့မရသေးဘူးဆိုတော့အဲ့ဒီအတွက်လည်းဟိုဝန်ဆောင်မှုတွေပေးရတော့ဟိုရက်တူတင်လန်းနေလုတ်ပြီးတော့ဟိုခုစီရပေါ့နော်ဟိုသာဟိုသာဖြန်းနာတာဟိုပဲဟိုသာခဲရဘူးလို့လုတ်ပါမလဲဆိုတော့ဟာမျိုးပေါ့နောက်ဖြန်းနာတဲ့လူကြည့်ပြီးတော့ချက်ချင်းကြောချင်းတဲ့လူအကြောင်းကြားတဲ့စနစ်မျိုးအဲ့ဒါမျိုးတွေပဲကျွန်တော်တို့လုပ်နိုင်တော့ပေါ့နော်ဆိုတော့ပြောချင်တာဟိုလိုအပ်မှုက ကိုဖြစ်စီနိုင်တာတဲ့ကိုအရန်များတယ်အရန်များတော့ကျွန်တော်တို့အဲ့ဒီအခက်ခဲတော့ကျွန်တော်တို့အများကြီးကြုံရတယ်ဥပမာလူနာလွဲပြောင်းတဲ့ကိစ္စမျိုးတွေခုနဆံမဟိုဆံမသိကြမပြောမပြောဖြစ်တာပေါ့နော်ဥပမာကိုုံဆောင်မိခင်နေဆိုရင်ဟိုသာဟိုခွင့်မှုရမယ့်လူတွေပေါ့နော်ဒါကတော့ဟိုသာသူဟိုကိုုံဆောင်စကြမှုဘလောက်ပဲရပေါ့နော်အဲ့ဒါခွင့်မှုရလူလူဆိုတာရှိတာပဲဘယ်လိုဘယ်လိုပိုက်ခွင့်မှုပေးမလဲပေါ့အဲ့ဒါလူလည်းအဲ့ဒီ အဲ့ဒီခက်ခဲတဲ့ကျွန်တော်တို့ဟိုအရန်အကန့်သဖြစ်နေအခက်ခဲဖြစ်နေပေါ့နော်အနောက်အခုနောက်ပိုင်းဆရာသီးနေတိုင်းဆရာမလည်းပြောပြီးခုနဟိုဟိုကိုဆောင်စင်ဆောင်ရှောက်မှုပေါ့နော်ဒီ ANC anti need care ပေါ့လေအဲ့ဒါတွေအခုနောက်ပိုင်းပိုးတော့မရကြတော့ဆိုတော့အဲ့ဒီခက်ခဲလေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဟိုလိုအပ်မှုတွေကအရန်များတယ်အဲ့ဒါနည်းနည်းပို့ပြီးထပ်ပြောရင်နောက်ပြဿနာအကြီးတစ်ခုကဟိုလူတွေရဲ့လူငယ်ရောလူလတ်ရောလူကြီးရော ဟို clear clear ဘော clear ဆိုတာဟိုရငယ်ဘောတသက်ဆန်ဆန်နေဆန်နေဟိုဒါစိတ်မဆိုင်ရပြဿနာဘောနော်ဒီ mental problem ဘောနော်ဒီအရင်အရင်ဆိုးတယ်ဟိုဒါဟိုသမင်းစားဖို့ဟိုဆန်နေလုံလောက်မရှိတဲ့ခြေနေတွေနောက်ပြီးတော့မိုးရအခုရေကြီးလို့ဟိုသဘာကြောင့်ဖြစ်တဲ့ဟိုဒါနေရာထငင်းအဆင်မပြေတဲ့ခြေနေတွေ ဟိုလေးနံကြားလေးနံကြားတော့မှမနေတတ်မထိုင်တော့တုံနေလူတွေနောက်တော့အဲ့လိုလက်နေကြီးကြောက်ပြီးဆိုရင်တာကြောက်လာဖြစ်တဲ့လူတွေဖြစ်မှာပဲလေဒါတော့ဆိုတော့အဲ့လိုအခြေအနေမျိုးလည်းကျွန်တော်တို့ဟိုတတ်နိုင်များဆွနေပွဲတွေဟိုသင်တန်းတွေရက်တူတင်လိုက်လုပ်ပြီးရဆိုမဲ့လည်းဒါတော့ကြည်ကြည်ပြပြရင်ကျွန်တော်တို့လူနာတွေအနေနဲ့ဟုတ်ကဲ့အရင်များတယ်စစ်မဆိုင်ရနဲ့တော့ပြဿနာလည်းအရင်တူတူပဲဖြစ်တယ်ပေါ့အရင်ကျန်းတာပြောမယ်ဆိုတာဒီဇမောက်မေ့ချင်ပါတယ်အဲ့တော့ဒီဒီလိုမျိုးသင်တန်းတွေကဒီ မျိုးဆက်သစ်တွေကိုပြန်လည်မျှဝေတဲ့အခါမှာကိုကိုတိုင်ကလည်းတင်းတန်းတက်ခဲ့ရမှာပဲလေအဲဒီလိုမျိုးအချိန်မှာဒီလိုမျိုးတင်းတန်းတက်ရတော့အဲ့ဒီအချိန်မှာဟိုအခက်ခဲတစ်ခုခုခံစားရမှာပဲအဲ့တော့ဘယ်အဲ့ဒီအခက်ခဲကဘာရှိမလဲအဓိကဖြစ်စေချင်တာဖြစ်နေပဲဆိုရင်တော့ဒီအခုကဒီစစ်အာဏာရှင်စနစ်မှာဆိုတော့ဗောနော်ဒီလိုမျိုးဒီလိုလေရီတို့နော်လေရီကျဲတာတို့ဘာလို့မရှိမယ်ဆိုမရှိဘူးဆိုရင်တော့ပို့အဆင်ပြေတာ ကိုလည်းကိုဖြစ်ချင်တယ်ကိုလှုပ်ပေးချင်တဲ့အရာတွေပို့ပြီးတော့လွတ်လွတ်လပ်လပ်နဲ့လှုပ်ပေးခွင့်ရတာပေါ့နော်အဲ့လိုပုံစံမျိုးရှိတော့ကောင်းတာပေါ့ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ပြီးတော့သူတို့ဒီဒီကိုဝင်ဆောင်နေဆိုရင်သူတို့လအကြာကြီးသူတို့ဆောင်ရရပါလေအော်ပြီးတော့သူတို့လန်ခီးဆိုရင်ဒါသူတို့ဟိုပင်မမန်းသွားရတယ်အဲ့တော့အဲ့ဒီလိုမျိုးလူနာတွေအတွက်ဆိုရင်အဓိကသူတို့ဘာတွေကိုရှောင်တင်လဲဆိုတာရောနည်းနည်းပြပြပေးပါဦး ားတွေအနေနဲ့ဟုတ်ကိုဝင်ဆောင်မိခင်အနေနဲ့ပါသူတို့ဟိုလန်ခီသူတို့အကြာကြီးလန်ရှောက်တာမျိုးရှိမယ်ပြီးတော့လန်ကျန်းတာကြုံရမှာရှိတယ်တမောဒေတာတွေမှာဆိုများသောပဲဖြစ်ဟိုလန်ခီကအဆင်မပြေတဲ့အတွက်ကြောင့်ဒီတတောင်တက်တတောင်စင်းအနေထားမျိုးတွေမှာသွားရလာရတာတွေရှိတယ်เนาะဒီစာဝတ်နေရေးအခက်ခဲကြောင့်လှုပ်ရှားသွားလာရတာတွေရှိတယ်ဗောနော်ပြင်နိုင်မယ်ဆိုရင်တော့อืมဒီအနာရှင်စနစ်မရှိတော့ပိုကောင်းတာဗောဟုတ်ကဲ့ကျွန်တော်ဖြည့်နေတာအဲ့ဒီကိုယ်ဆောင်မိခင်နေဟို ူလဲပြောချင်တာဟုတ်ဟုတ်ဟိုကျွန်တော်တို့ဇီကတက်နေသမျှခုနကကျွန်တော်ပြောတော့ပါတော့ဟိုစေကန်းလေးအများကြီးနဲ့ကျွန်တော်တို့ကုံဆောင်ဆော့ရှောက်မှုကိစ္စတွေတော့ကျွန်တော်ဥစားပြီးပြီးလုံးနေပါတော့နော်ဖြစ်နိုင်ဟိုသာကုံဆောင်ဆော့ရှောက်မှုလာပြီးခံကြစီချင်တယ်ပေါ့လေဟိုသာကိုကိုပဲလည်းတက်နေသမျှလိုက်ပြောလို့ဆိုမြဲသူတို့ပဲလည်းဟိုကိုတော့ကိုလည်းလာကြဘူးပေါ့နော်အထူးသဖြင့်တော့ဟိုသာ IDP ဟိုရှစ်ပြောင်းပြီးတော့ပြေးလာတဲ့လူကြီးကတော့ ဟိုတခါကြရင်ကိုကြမ်းမဲ့ကိုနန်းနေရမသိလိုက်ဘူးဓတိမထမ်းမိလိုက်ဘူးကိုသွားကြည့်ရအောင်မကြည့်အောင်ဆိုတာအဲ့လိုမျိုးလေးဖြစ်တာတော့သူတို့ကိုယ်တိုင်လာမိနိုင်တော့ကောင်းမလို့ကျွန်တော်ကျွန်တော်ထင်တယ်ကိုအဲ့ဒါမှပဲဟိုကျွန်တော်တို့တို့ရဲ့ high risk ပေါ့နော်အန်ဒီရှိလက္ခဏာကြီးချူသိထားမယ်ဆိုရင်ဟိုကျွန်တော်တို့ဆေးဥစည်းကမ်းတွေဟိုဟိုဟိုဆေးဥစည်းကမ်းတရက်တည်းမဟုတ်ဘဲနဲ့ဥမာနှစ်ပတ်လောက်ကြူပြီးတော့လွှဲထားမယ်ဆိုရင်ဒီလမ်းအေးစေးကျွန်တော်တို့သူ့လည်းအစီအစဉ်ဆောင်ပြီးလို့ရတယ်သူ့အတွက်လည်းအဆင်ပြေမယ်ဟိုပို့တဲ့လူအတွက်လည်းအဆင်ပြေမယ်ပေါ့နော်နောက်ဝင် မွေးခနီးမဟိုဟိုသားအခြေအနေမကောင်းဘူးဆိုပြီးတော့သူလည်းမျက်လုံးပြူကိုလည်းမျက်လုံးပြူဆိုရင်တော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 ်အခက်အခဲရှိတယ်ကျွန်တော်တို့အဲ့ဒီခက်အများကြီးကြုံခဲ့ဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ပါအော်ဒီမေကွန်းကဟိုဖြစ်ပြီးလို့ရရင်လည်းဖြစ်ပေးစေချင်ပါတယ်တကယ်လို့ဟိုလုံချုံချင်းနေကြောက်ဖြစ်လို့မရဆိုလည်းရပါအဲ့တော့ဒီကင်မျိုးသားစီယုံအောက်မှာပေါ့ဒီတပ်မှာခုနှစ်ခုရှိတယ်ပေါ့လေအဲ့တော့အဲ့ဒီမှာမှဒီဒီကိုဝင်ဆောင်တွေတော့မဟုတ်ဘဲနဲ့ဒီရေရိုးဖျားနာလူတွေတော့လည်းမဟုတ်ဘဲနဲ့ဒီလိုမျိုး ရေးဖို့အတွက်လည်းမဟုတ်ဘဲနဲ့ပေါ့ဒီတခြားဖြစ်ဆက်ဟိုစေကုသရေးအတွက်အလုတ်လုတ်ပေးထားတဲ့အရာတွေရှိမလားပြီးတော့ဟိုအခြေခံအဆောက်အအုံနေနော်အာလုံလောက်တဲ့နေပါရှိနေပြီလားဒါမှမဟုတ်လုံလောက်နေပြီလားအဥပမာဆိုရင်ဒီကင်ဆာတို့ဒီလိုမျိုးဒီကုဆတ်ယောဂဒီအတွက်အအစုံစီခန်းနေတာပြီးတော့ဒီကလေးငယ်တွေဖြစ်ပွားတဲ့ယောဂအတွက်ဆိုရင်ကလေးငယ်တွေအတွက်တည်တတ်မျိုးကြီးလားအဲ့လိုမျိုးဟာတွေကရှိနေပြီလားဗျာ ဆရာကိုကျွန်တော်စောစောကတော့ဟိုအချက်လက်တစ်ခုနေပြောတော့နော်ကကွယ်စေးကကွယ်စေးကကျွန်တော်ဟိုအရန်နေသေးတယ်ဘောတော်တော်မလူလောက်ဘောနော်ကကွယ်စေးဆိုတော့အမျိုးကလည်းတကယ်လည်းပြောရင်လူအိုတာတကယ်စိတ်ထိုးမစင်လဲကိုညက်စိတ်အရန်များတယ်ခုသာဥမာဟိုခိုးချင်းဒီရေခဲရေခဲပုံးနေပြင်ဆင်ရတယ်လို့ဟိုနိပညာရအတတ်ပညာရလူတယ်လို့နောက်တော့စေးတွေကိုမပြည့်စုံအောင်ထိသိမ်းရတယ်လို့ ကလေးတွေကလည်းစစ်ထိုးတော့ဟိုလက်ခံအောင်လုပ်ရတယ်လို့အဲ့ဒါမျိုးလို့ပေါ့ engagement လုပ်ရတာအများကြီးပေါ့နော်ဆိုတော့အဲ့ဒါအဟန့်တာတော့အများကြီးဖြစ်တယ်။နောက်အဲ့ဒါအပြင်ဟိုလမ်းမှာသွားလာတာအခက်အခဲအများကြီးရှိတယ်ပေါ့နော်အဲ့အဲ့ဒါကမပြည့်စုံဘူးပေါ့လေအဲ့ဒါတွေအများကြီးလိုတာတခုနောက်ဆရာအချာယောဂာနဲ့ဆက်ဆက်ပြီးပြောရဲဆိုတော့အမ်ဟိုဟိုအချိန်ကစားဦးနေလုံလောက်လားလို့ပြောရင်အရင်တော့အထိုင်စေကန်းတွေနဲ့စေကန်းတွေကိုအစင်းမြင့်လာတဲ့ဟို fitted thread head center ဆိုတော့ကျွန်တော်တို့တိဆောက်လာတယ် အခုကအဲ့ဒါကိုပြန်ဖြုတ်ပြီးတော့မိုဘိုင်းလိုပြန်လုပ်ရတယ်ဗောနော်အခုဒါဒါရာဂန်လုံးတကယ်တမ်းပြောရင်ကျွန်တော်ထင်တာ30ရာဂန်လုံးကျော်30နဲ့50ကြားလောက်မှရှိမယ်ရာဂန်လုံးအဲ့ဒါလေးကိုကျွန်တော်ဟိုဟိုဒါစီကန်လုံးကိုပြန်ဖြုတ်ပြီးတော့မိုဘိုင်းလိုပြန်လုပ်ရတဲ့အပြင်းကြီးလွားနေရတဲ့အခြေအနေနဲ့ခုလူလူနဲ့တူပြေးပြီးတော့အလုပ်လုပ်ရတဲ့အခြေအနေနဲ့ကျွန်တော်တို့ဒီအရမ်းမျိုးတွေအခုလက်ရှိပြန်လှုပ်ရတယ်ဗောနော်ဟိုစားအရန်ဟိုစားအရင်လိုအားမကောင်းဘောလေနောက်ပြီးတော့ဟိုစောစောဆံဆံမောက်မိတဲ့ဟာဗောလေခိုကလီမွေးတဲ့ကိစ္စဗောလေအမ် ဟိုအရင်အချိန်တော့ကျွန်တော်တို့စဉ်းစားရကျွန်တော်တို့ပြောရင်ခလီမွေးတာအိမ်မှာ home delivery ခေါ်တယ်ဗောနော်အိမ်မှာပဲမွေးတဲ့ရာခိုင်နှုန်းက80%ခန့်တော့ရှိတယ်အရှိခဲ့တယ်နောက်ပိုင်းကျွန်တော်တို့ဒီကျမိုက်အစီအစဉ်တွေလုပ်ရင်လုပ်ရင်လည်းကျွန်တော်တို့ block team ရောက်ခဲ့တယ်ဆိုတော့အာ90 95ရာခိုင်နှုန်းဒီဖြစ်ခဲ့တယ်ဗောနော်အာဖြစ်ခဲ့တယ်ဒီခုဖြစ်ပြီးတဲ့နောက်တက်ဝဲလေးပြန်ဖြစ်ရောအခုကျွန်တော်ဟိုတော်တော်စဉ်းစားကျွန်တော်ပြန်ကြည့်တာဟိုသာ65 ရခိုင်နှုံးလောက်ပြိုင်တော့မြင့်တက်လာတော့အိမ်မှာပဲခလီမွေးကြတယ်ဥမာဟိုလာဟိုစကီစကီဘတ်တန်တန်မဟုတ်ဘဲနဲ့ဒီကျောင်းကျင်တဲ့လူနဲ့မွေးတာမဟုတ်ဘဲနဲ့အိမ်မှာပဲမွေးရတဲ့အခြေအနေမျိုးပဲကျွန်တော်ပြန်ပြန်ရောက်တဲ့အခြေအနေမျိုးပြန်ဖြစ်တယ်ပေါ့နော်အဲ့ဒီအဲ့ဒီအဲ့ဒီအနေချက်တွေကျွန်တော်မှဖြစ်တယ်အာနောက်ပြီးတော့ခုနကပြောတဲ့ဟို TB HIV ကိစ္စလို့ပြောရင်လည်းအာအဖွဲ့ကြီးတွေရာနေပြီးတော့တော်တော်ကြေပြည့်မဲ့တတ်နိုင်များကြိုးစားကြပြီမဲ့လည်းဒါတကယ်လည်းပြောရင်အခု အခုဒီနလသုံးလတွေမှာကျွန်တော်ကြားသလောက်ကျွန်တော်သိရသလောက်ကျွန်တော်တို့သိတဲ့အချက်လက်ပေါ့နော်ကိုစားအစင်စားလဲမသိဟိုဘလောက်လဲထိခိုက်ကြလဲဆိုတာလဲမသိဟိုလူတွေဘယ်မှာဆေးုံတက်ပြီးတော့ဘယ်မှာကူးကြလဲဆိုတာမသိတဲ့အချိန်နေနဲ့ဟိုကျွန်တော်တို့လူငယ်တွေဟိုတိုက်ပွဲမှာထိခိုက်တဲ့အရာတော့အရသာတွေထိခိုက်တဲ့အရာတော့ဟိုသူတို့ရဲ့ထိခိုက်တဲ့အရာရပြီးတော့ဟိုတချို့ကလဲခုနကကြောက်ပြောသလိုပေါ့လေဟိုစီဟိုဒီ ဆစ်ဆူရနေပြီးတော့သူတို့ကန့်သတ်လိုက်တယ်ဆေးအဲ့ဒီဆေးလေးကို BNU မှမလို့ရဘူးအဲကျောင်းအဲ BNU ကပြောဒါတကယ်တမ်းလူထုတွေကိုထဲထဲဝင်ရတာ NGO ပဲပြောပြောဒီ community based organization ကိုသူတို့ရောက်မှာလုံးဝမကန်ရအောင်သူတို့ပဲလုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်ဆွေးဆွေးနေတာလူလူတဲမှာဖြစ်တဲ့ဟာတော့မှဆေးမရတော့မနဲ့ဟိုအလကားလူတွေသေတဲ့သေတဲ့အပြင်ကိုမသေဘဲနဲ့ သူတို့စီကယောဂသမ ्याओं ကူဖို့အတွက်ဟိုသာကယ်ရီယာဖြစ်နေမယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုကျွန်တော်မျက်စိနဲ့မြင်မိတယ်ပေါ့ဒါတော့အတွေ့အတွေ့ကြုံရဆက်ပြောတဲ့ TB HIV C ကိုပြောတော့ပေါ့နော်အာနောက်အာနောက်ဘယ်ဘယ်ထပ်ပြောမှာဆိုတော့ဟိုအခုဟိုဟိုဟိုနိုင်ငံမှာဖြစ်တော့ဒီထိခိုက်တန်ရလာလဲဘယ်လောက်လဲဆိုတာစဉ်းစားလဲမသိဟိုဘယ်လောက်လဲထိခိုက်ကြလဲဆိုတာလဲမသိဟိုလူတွေဘယ်မှာဆေးဦးတက်ပြီးတော့ဘယ်မှာကူးကြလဲဆိုတာမသိတဲ့အခြေအနေနဲ့ ဟိုကျွန်တော်တို့လူငယ်တွေဟိုတိုက်ပွဲမှာထိခိုက်တန်ရတော့အရသာတွေထိခိုက်တန်ရတော့ဟိုသူတို့ရဲ့ထိခိုက်တန်ရပြီးတော့ဟိုတချို့ကလည်းခုနကကြောက်ပြောသလိုပေါ့လေဟိုစီဒီယန်စေဝန်ကလည်းကုကြတယ်ကုအကင်ဖွဲ့စီရလည်းဟိုခင်ယူဖွဲ့စီရလည်းကုပေးကြတယ်ကဲကုပြီးပြီးအနာတော့ပျောက်ပြီးသူတို့ရဲ့စိတ်ဝင်ဆိုင်ရာနဲ့ဟိုဟို rehabilitation ပေါ့လေအဲ့ဒီပြန်လည်ပြုထုပြုစုပြောင်းရေးဘယ်လိုလုပ်ရမလဲဆိုတဲ့အစီအစဉ်ကလည်းအခုဒီကျွန်တော်တို့ကဘာမှစနေကြမရှိဘူးအခက်အခဲအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဒီကနေ့ပွင့်လင်းပြောရင်ဟို ဟိုဒီလုပ်ငန်းတိုင်းလုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုလူငယ်တွေထိခိုက်ဒဏ်ရာရတဲ့လူတွေတော်တော်များများတွေ့တယ်ပေါ့နော်ဟိုနည်းနည်းပူပူပြောရာနဲ့ချီအဲ့တဲ့ပူပူပေါ့ပေါ့လေဒါဒါတော့ကျွန်တော်အဲ့ဒီစင်းနေတော့ဟိုဆိုင်ရနဲ့မတွေ့ဆိုတော့ကျွန်တော်လူကအများကြီးတွေ့တယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ကတော့တန်းနိုင်ဆောင်လုပ်ပြီးရဲဆိုမြဲလဲဟိုဟိုကိုလုပ်ပြီးနိုင်တဲ့ဝန်နဲ့တကယ်ဟိုလိုအပ်မှုတွေကမမြောက်ဘူးပေါ့လေအဲ့ဒီခက်ခဲတော့ရှိရှိနေတာပဲလိုအပ်မှုတွေကတော့ပြောရင် အာလုံးအာလုံးအာလုံးလူနိုင်ပဲပေါ့နော်အဲ့လိုပဲကျွန်တော်ပြောမယ်ထပ်ပြောရင်လည်းဟိုပညာရေးပေါ့နော်ပညာရေးလို့ပြောရင်အခုဆရာတို့လည်းသိမယ်ဟိုကျောင်းမကြီးရှိတောင်းနဲ့ပြောတော့ပါဟိုဟိုကျောင်းကျောင်းမကြီးဆက်နေတယ်စနေကြမလုပ်နိုင်ဘူးအာနောက်တော့ကလေးတွေကလည်းကျောင်းတော့မမတည့်ရဘူးဟိုစာစာတက်ဖို့နေနေဟိုဒါဟိုကျောင်းမကြီးဆက်ဆောင်မှုစဉ်းစားဖို့နေနေဟိုအဲ့ဒါအဲ့ဒါဖြစ်တယ်ပေါ့နော်အခုအခုနောက်ပိုင်းကျတော့လည်းဆရာတို့လည်းသိတယ်ဟို ဟို social really um srh ပေါ့နော်ဒီအဲ့လို case မျိုးတွေပေါ့လေဟိုကျွန်တော်ဒီသားမှာလည်းတကယ်ပြပြကျွန်တော်တို့ကကြိုးစားပြီးလုပ်နေမဲ့လည်းကျွန်တော်မသိတဲ့ဟာမျိုးတွေနဲ့ case ဖြစ်လာရင်ဘယ်လိုလုပ်ရမလဲဆိုတာကောက်ဝဲရမလဲဆိုတာဟာမျိုးတွေလည်းကျွန်တော်မသိဘူးနော်ဒါဟိုခုနက violent case တွေပေါ့လေဥမာအဲ့အဲ့ဒီဟို session နဲ့ပတ်သက်တဲ့ violent တွေခိုးတာခုနကကျွန်တော်ပြောတဲ့ပေါ့လေ LGBT ကိစ္စတွေဒါတွေကျွန်တော်လည်းတခါမှအယူမဆက်နိုင်ဘူးပေါ့နော်ဒါဟိုဘက်ဝဲစဉ်းစားနေရတာဆိုတော့ ဟိုအိုက်စ်ဘရစ်ပေါ့လေရေကဲတုံးလို့စဉ်းစားရင်တော့ကျွန်တော်တို့အောက်မှာဘာတွေ block ရေပြန်ဖြစ်နေလဲဆိုတော့ကျွန်တော်တို့လည်းလက်တော်မဖော်ထုတ်နိုင်သေးဘူးသိတဲ့ဟာတော့မှမြင်တဲ့ဟာတော့မှဟိုလုံလောက်မလုပ်ပြီးနိုင်ဘူးပေါ့ဆရာဆရာဆံမီးတို့ပေါ့လေခုနပြောတဲ့ block ရေပြန်ဟိုဖြစ်လေလုံလောက်လာလို့မြင်တော့မလုံလောက်ဘူးပေါ့နော်အလုံးလုံနိုင်ဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့ဆရာမအောင်မင်းချင်းပါတယ်အကူကူတိုင်းကလည်းအာစစ်တပ်ဖြစ်လေပေါ့လေအာဒီတော်လိုင်းအဖွဲ့အစည်းမှာတာဝန်ထမ်းဆောင်နေတယ်ဆိုတော့အဲ့တော့ဒီမြန်မာနိုင်ငံအနှံ့မှာဒီတော်လိုင်းအင်အားစုတွေရှိတယ်တော်လိုင်းအဖွဲ့တွေရှိကြတယ် စေတသားတွေရှိတယ်ပေါ့လေအဲ့တော့ဒီနေရာကနေပြီးတော့ဒီအမျိုးသမီးစေတသားတွေကိုပြောပြချင်တာဘာရှိမလဲပြောချင်တာကတော့ဖြစ်ရမယ်ဆိုရင်ကိုဘာလုံးနိုင်လဲလုံးနိုင်တဲ့ဘက်ကနေပြီးတော့အတက်နိုင်ဆုံးအစိတ်တက်မကြပဲနဲ့လုံးနိုင်တဲ့ဘန်းနေတော့ပူလုတ်ပေးနိုင်တော့ပူကောင်းအောင်ပါနော်ဟုတ်ကဲ့ဟုတ်အာဒီနေနဲ့ရောပြောပြချင်တာဘာကြီးကြံရှိအောင်မလဲဗျပြောချင်တာတော့အများကြီးပဲဒါပေမဲ့ ပြောနိုင်တဲ့လောက်လေးပေါ့ဟိုရင်ထဲမှာတော့အများကြီးပေါ့လေအမ်ထိုတနင်္ဂနွေလုံးဖြစ်နေအချိန်ဒီဟိုဒါဟိုခုဖြစ်ပြီးတော့ဟိုခုမဖြစ်ခင်တော့ဆိုရင်ဒါလူငယ်တွေအားလုံးကမျက်လုံးကြည်ကြဲနဲ့တကဘာလုံးလမ်းကြည့်ပြီးတော့ကဘာပတ်မဲ့လူကြီးပဲလူပေါ့ကျွန်တော်နိုင်ငံမှာအဲ့လိုဖြစ်တယ်ပေါ့နော်ဟိုစားအတကယ်လဲတကယ်လဲဖြစ်ပါလေကောင်းပါလေထို့ဒါမဲ့အခုလည်းဖြစ်ရောအိမ်မက်တွေပြည့်ပြည့်သွားကြတယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့လည်း ကိုကြီးဆာပါတဲ့စိတ်လည်းမကောင်းဘူးပေါ့နော်ဟိုသာဆိုတော့အဲဘာဖြစ်ဟိုဒါတကယ်တရားဆိုတာလည်းလူတိုင်းသိနေတယ်ဟိုအဲ့တော့ဟိုခေါင်းကိုမခံကြဘူးပေါ့နော်ဟိုဒီအခက်ခဲလည်းအများကြီးဖြစ်တယ်ပေါ့နော်ပိဆက်တဲ့လူလည်းအများကြီးပေါ့လေအဆက်ပိဆက်တဲ့လူဟိုကိုရင်ကဆလုပ်ခဲ့ရတဲ့လူတွေလက်ရှိအများကြီးလည်းကျွန်တော်တို့တွေ့နေရတယ်ဒါကြောင့်ကျွန်တော်တို့တော့တနက်တည်းကလိုင်းတော့ကြိုးစားပြီးတော့ကိုနိုင်တဲ့အပိုင်းတွေပြီးတော့လိုင်းလုတ်ပေးနေပေါ့နော်ဆိုတော့ကိုကိုကျွန်တော်နှစ်ခုပြောချင်တာကိုကိုလည်းမပြည့်စီအောင်ဟိုမပြည့်စီအောင်ကိုကို ထိန်းကြပါမတရားတော့လဲတော်လမှုအကျိုးစားကြပါဟိုအများအတွက်တိဆောက်ပြီးနိုင်တဲ့ဟာကိုလဲဝိုင်းပြီးစဉ်းစားစဉ်းစားပြီးပါအာနောက်ပြီးတော့တတ်နိုင်တဲ့များအခြေအနေတွေကိုအကောင်းမြင်ပြီးတော့နော်အကောင်းမြင်မှုအရင်အရေးကြီးတော့လူတိုင်းတော့အမြဲတမ်းအကောင်းမြင်နေဆိုတော့ကျွန်တော်လက်ခံပြီးမဲ့လဲဟိုဖြစ်ရှိနေတဲ့အခြေအနေကိုကိုလက်ခံနိုင်ဖို့ ਨੇ အများအတွက်ဘလို့ဝိုင်းတော့တိဆောက်ပေးရမလဲဆိုတာမျိုးဝမ်းမစင်စားကြပါလို့ကျွန်တော်လူငယ်တွေကတော့အဲ့လိုဟိုအပီစကားဥစားလေးပြောချင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဒီစကဝိုင်းကဆိုရင်တော့ကျွန်တော်တို့ဒီခင်မျိုးသားအစီအုံရဲ့ဒီခင်ယူအောက်မှာရှိတဲ့ဒီအတီးရဲ့ပြီးတော့အနှောရဲ့သူတို့ရဲ့ဒီအတွေ့အကြုံတွေပြီးတော့သူတို့ဖြတ်တန်းခဲ့ရတဲ့ဒီရှေ့တန်းနေရာမှာဒီစေကုသရေးအပိုင်းနဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လိုမျိုးကြုံတွေ့ခဲ့ရလဲဆိုတာပါရှိပါတယ်အမီလာဘုံတန်ရရှိခဲ့တဲ့အမျိုးသမီးကြီး300ယောက်ပါဆိုရင်တော့ဒါစိတ်မကောင်းစရာသတင်းစကားတစ်ခုပဲဖြစ်ပါတယ်ဒီမြန်မာစစ်တပ်ကအကြောင်းမဲ့ ဒီလိုမျိုးဟောဓာတုတွေတုံပြူတာတွေပိုင်းပါမယ်ဒီတော့ဒီရန်အားပြင်းတဲ့ဟာမှာတို့ဒီနိုင်ငံချင်းနိုင်ငံချင်းမှာအသုံးမပြုရပါမယ်ပိတ်ပင်ထားတဲ့အရာမျိုးတွေပါမယ်လို့အာယုံကြည်ရပါတယ်ပြီးတော့ဒီဆေးဒီတခွဲအတိပြုဖို့အတွက်အခြေခံအဆောက်အုံတွေရတော့ဒီမှာလုံလောက်မှုတော့မရှိသေးပါဘူးအဲတို့ရဲ့သတင်းစကားတွေကနေပြီးတော့ဒီဒီကင်မျိုးသားအစည်းအုံးနေဒီကျမ်းမာရေးဆောက်ရှောက်မှုကဏ္ဍမှာဘယ်လိုမျိုး အာသူတို့ချိတ်ဆက်ပြီးလှုပ်ဆောင်နေရတယ်ဆိုတာကိုကျွန်တော်တို့တွေ့မြင်နေရပါတယ်ပြီးတော့ဒီကလေးသင်ငယ်တွေဒီအသက်ကြီးပိုင်းတွေအရသာပြည်သူတွေအားစာသူတို့ဆောက်ရှောက်မှုပေးနေတယ်ဆိုတာမြင်တွေ့ရပါတယ်အတော်လိုင်းအင်အားစုတွေကိုပေါ်လဲသူတို့မဟာမိတ်တော်လိုင်းအင်အားစုတွေပေါ်မှာဒီစေဝါကဏ္ဍတွေပြီးတော့ဒီဒီဒီကျွမ်းကျင်တဲ့ဒီစစ်တပ်သားတွေမွေးထုတ်ပေးနိုင်မှုအတွက်လည်းကုညီတဲ့အပိုင်းကိုတွေ့မြင်ခဲ့ရပါတယ်မြန်မာပြည်မှာနေထိုင်နေတဲ့မိဘပြည်သူတွေအကုန်လုံးဘေးရန်နဲ့ကင်းရှင်းပြီးတော့ ကောင်းမွန်အေဂျင့်စွာအိတ်ဆက်အနားယူနိုင်ပါစေလို့ကျွန်တော်တို့ဝိုင်းတော်သားတွေကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်